thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အာဆီယံကောင်ဆောင်တွေနဲ့မြန်အောင်လိုင်း AP လ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံမဲ့ကိစ္စငလင်ဘေးအကူအညီပေးရေးအဓိကလို့မလေးရှားဝန်ကြီးချုပ်ကာကွယ်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်ဆောင်မြန်အောင်လိုင်းနဲ့အာဆီယံကောင်ဆောင်တွေလာမယ့် AP လ18ရက်နေ့ကြာတာပရင်းနေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဖို့ရှိပြီးဒီလိုတွေ့ဆုံမှုဟာငလင်ဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နာဝါကဆိုပါတယ်မြန်အောင်လိုင်း နဲ့အာဆီယံကောင်းဆောင်နေ့ပထမဆုံးချိန်တွေ့ဆုံမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့မြန်မာအရေးဖြည့်ရှင်ရေးပုံသဘောတူညီချက်၅ရက်ကိုဆက်လက်ကင်ဆွဲထားပြီးတော့အခုတွေ့ဆုံမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတတ်တာဖြစ်တယ်လို့မနီရှောင်းဝင်ကြီးချုပ်ကပြောဆိုပါတယ်။ လက်ရှိအပြစ်ခန့်ရေဆိုင်ရေးတက်တန်းတို့ဘုစစ်ကောင်စီကိုတိုက်တွန်းနာရီအပါအဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့မင်းအောင်လှိုင်နဲ့ဂျန်တာပရီနီဘဏ်ကောက်မှာတွေ့ဆုံမှာဖြစ်တယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံမှာအပြစ်ခန့်ရေဆိုင်ကမကြသေးမီကလှုပ်ခတ်ခဲ့တဲ့ဒုက္ခသည်တွေထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့အရေးကြီးတယ်လို့သူကဆက်ပြောပါတယ်မြန်မာနိုင်ငံမှာမကြမသေးမီကငလင်းလှုပ်ခတ်မှုပြင်းထန်ခဲ့ပြီးမလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေးရုံကနေတဆင်မလေးရှားနိုင်ငံရဲ့အကူအညီတွေဆက်လက်ပေးဖို့သဘောတူထားတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက် ြောဆိုပါတယ် မင်းရလိုင်ကိုဖုံးခေါ်ပြီးရဲ့နောက် ABLA 18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံဖို့သဘောတူညီခဲ့တာဖြစ်လို့သူကဆက်ပြောပါရယ်။ဒါပြင်စစ်တပ်အနေနဲ့စစ်စင်ရေးရဲ့ဆိုင်ထားမှသာအကူအညီတွေပေးအပ်မှာဖြစ်တယ်လို့သူကမင်းရလိုင်ကိုရှင်းရှင်းလင်းလင်းပြောဆိုထားတယ်လို့လည်းဆိုပါရယ်။ပြည်သူတွေဒုက္ခရောက်နေတဲ့ဒါကြောင့်အပြစ်ခတ်ရဲစင်ရေးတောင်းဆိုခဲ့တဲ့နေရက်အကြံမှာတော့မြန်မာဘက်ကအပြစ်ခတ်ရဲစင်ရေးကို AB 22ရက်ထိကြီးညာခဲ့ပါရယ်။ ABLA 18ရက်နေ့သူနဲ့တွေ့ဆုံချိန်မှာလည်းအပြစ်ခတ်ရဲစင်ရေးကိုတက်တန်းတူဖို့တွန်းအားပေးသွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပြန်ပါရယ်။ ဇလဘီစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာမပါဝင်ဖို့မထောက်ပံ့ဖို့ချင်းပြည်သူများကို ICNCC တတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကအတင်းအဓမ္မကျင်းပမှုဂျိုးပန်းနေရဲ့ရွေးကောက်ပွဲမှာချင်းပြည်သူလူတို့အနေနဲ့ပါဝင်ခြင်းထောက်ပံ့ခြင်းတွေကိုမပြုလုပ်ကြဖို့ဂျာကာလာချင်းမျိုးသားတံမြင်ကန်ကောင်စီ ICNCC ကတပိထတတိပေးထားပါတယ်။မနေ့ကအေပြီလ23ရက်နေ့မှာ ICNCC အဖွဲ့တီထောင်လေးနှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာချင်းပြည်သူတွေကိုဂျိုးတင်တတိပေးအပ်တယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။စစ်ကောင်စီ ီကအတင်းအဓမ္မကျင်းပဖို့ကြိုးစားစီစဉ်နေတဲ့ရွှေကောက်ပွဲမှာချင်းပြည်တွင်လုံးဝကျင်းပနိုင်မှာမဟုတ်လို့ချင်းပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ထောက်ပံ့ခြင်းနဲ့မလုံခြုံကြဖို့ ICNCC ကတတိပေးထားပါတယ်။ ကြာကလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့ကချင်းညီနောင်ဖွဲ့စီပီနဲ့နိုင်ငံရေးစီရင်မှအတူပူပေါင်းဆောင်ရွက်လျက်ရှိတဲ့အဖွဲ့ဖြစ်တဲ့ချင်းညီနောင်ဖွဲ့စီပီကအာနာသိန်းစစ်ကောင်စီတပ်မှချင်းပြည်အတွင်းကျင်းတွင်မတူပြီးမင်းတပ်ကပ်ပလန်ဖလန်စားရဲမျိုးတွေကိုတိမ်ပတ်ရယူထားပြီးဖြစ်ကြောင်း ICNCC ကဆိုပါတယ်။နောက်ထပ်လည်းချင်းပြည်အတွင်းမျိုးသိန်းတိုက်ပွဲတွေကိုဆက်လက်အကောင့်ထည့်ဖို့သွားမှာဖြစ်တဲ့အတွက်ချင်းပြည်တခွင်လုံးစစ်အာဏာရှင်ကြာဆုံးပြီးချင်းတပြည်လုံးလွတ်မြောက်ဖို့လက်တကမ်းတာလုပ်တော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်း ICNCC ကပြောပါတယ် ICNCC ကရေးဆွဲထားတဲ့ချင်းချာတာမူကျန်းကိုလည်းမကြတော့ကလာမှာညီလာခံခေါ်ယူပြီးအတီးပြုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ချင်းလူမျိုးအလုံးလူသမိုင်းတစ်ချောင်းမှာအတူရှင်တွင်နေထိုင်ခဲ့သူတွေဖြစ်ပြီးပုံရံသူစစ်ကောင်စီကိုတိုက်ပွဲဝင်နေကြတဲ့အချိန်ဖြစ်လို့ချင်းပြည်တွင်ရှိလက်နက်ကင်ဖွဲ့တွေအကြအငင်းပွားဖွဲ့သမိုင်းကြောင်းနဲ့အမုန်းစကားတွေကိုရှောင်ကျဉ်ကြဖို့လေအထူးတိုက်တွန်းကြောင်း ICNCC ကပြောပါတယ်။ တော်လိုင်းအင်အားစုများအချင်းချင်း ကြားဖြစ်ပွားတဲ့မြည်သည့်အငင်းပွားမှုကိုမဆိုမိဖက်ပฏิပက္ခတွေဖြစ်မှတ်ယူပြီးငြိမ်းချမ်းသောနီးလန်းများနဲ့သာဖြည့်ရှင်းသွားမယ်လို့ ICNCC ကတိုက်တွန်းထားပါတယ်။အာနာသိန်းစစ်ကောင်စီကဆစ်ရှုံနေခြင်းသူယူသွေးတန်းနဲ့လှုပ်ဆောင်နေတဲ့နိုင်ငံအနှံ့လင်းရင်ပုံချဲခြင်းကြောင့်ဖြစ်မဲ့ပြည်သူတွေအသက်အဝိုင်းဆုံးရှုံးမှုတွေအတွက်ရှုံ့ချကြောင်း ICNCC ကဆိုပါတယ်။ကြန့်ရှိနေသည့်မြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်နိုင်ဖို့ကိုယ်ပိုင်ပြဋ္ဌာန်းမှုအပြည့်အဝရရှိဖို့အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာဖို့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကြားကား လာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ကသဘောထားထုတ်ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးမိနစ်20အတွင်းဆက်ရှင်မိုင်းစစ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကိုပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းဆက်လင်းစေတုဒ္ဓရာကမ်းပေါ်ရှိစစ်ကောင်စီရဲ့ဆက်ရှင်မိုင်းစခန်းကိုမိနစ်20အတွင်းသိမ်းပိုက်နိုင်ခဲ့ပြီးပြန်လာတဲ့ပခုတ်ကူကရိုင်း MS5 တပ်ရင်းတပ်ခွဲ3က PDF တပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့အကြောင်းပခုတ်ကူကရိုင်း MS5 တရင်က AB 73ရက်မှာထုတ်ပြန်ခဲ့ပြီး AB 14ရက်နေ့မှာပြည်သူတွေကကြိုဆိုတဲ့အကြောင်းထပ်မံထုတ်ပြန်လာပါတယ်။စကန်တိုင်းတိုက်ပွဲကိုပကုတ်ကူကန် PDF တရင်နေပူပေါင်းလုံဆောင်ခဲ့တာလို့ကြေညာထားပြီးတိုက်ပွဲအတွင်းစကားစရီရဲ့လက်နက်ခရမ်းတွေကိုတင်းစေရရှိခဲ့တဲ့အပြင်စကားစစစ်တုံးပန်းတွေကိုလည်းဖမ်းမိခဲ့တယ်လို့သိရပါဗျ။ဇလက်ပြီးရန်ကုန်မှာပျော်ပျော်ရွှင်ရွှင်တီးမုတ်ကြတဲ့ပွဲမှာငိုနေရှာတဲ့ပန်းပရဘူးလူရဲ့လဲစာသားနဲ့တော်လန်တကြံပြုတ်လုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့ရဲ့လူစီကားရကန်တော်ကြီးမှာပျော့ပျော့ရွှင်ရွှင်တီးမုတ်ကြတဲ့ပွဲမှာငိုနေရှာတဲ့ပန်းပရာဖူးတွေလည်းစာသားနဲ့အတူတကုံတက်ကတူចောင်းသားများတမတ်ကတကြံအကျူနေမှာတော်လန်တကြံလှူရှာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေဟာငလင်ပေးကြောင်အသေးအပြောက်များစွာနဲ့ကြုံခဲ့ရတဲ့ပြင်းနေစဉ်ရက်ဆက်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတပြက်နေတာကြောင့်ပြည်သူတွေဟာဒုက္ခကိုတပူပေါ်နှစ်ပူဆင့်ယုံမကပဲဒုက္ခပင်လည်းဝေနေရတယ်လို့ဆိုပါတယ်။ပြည်သူတွေမှပြည်သူကိုစာနာထောက်ထားရင်လာမဲ့တကြံပွဲတော်ရက်တွေအတွင်းမှာအသက် ုံးရှုံးသွားတဲ့ပြည်သူတွေကိုလွမ်းဆွတ်တန်းတားမှုညီတဲ့တိတ်ဆိတ်ကြံရက်တွေကိုအတူဖြတ်တန်းကြပါမယ်လို့တကုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအသိပေးခဲ့တာဖြစ်ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်ကျောင်းဒေါအောင်ဆန်းစုကြည်ထိခိုက်မှုရှိမရှိခိုင်လုံတဲ့သတင်းမရသေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်အားပြင်းငလင်ကျောင်းနေပြည်တော်မှာစစ်ကောင်စီရဲ့အကျဉ်းချခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်ထိခိုက်မှုရှိမရှိခိုင်လုံတဲ့သတင်းမရသေးပဲသတင်းအမှောင်ချထားခံရတယ်လို့အကျဉ်းထောင်တဲ့နှိဆက်သူတွေကပြောပါရယ်။ဒေါအောင်ဆန်းစုကြည်ကမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းထိခိုက်မှုရှိခဲ့တယ်လို့ AB 7ရက်ကအွန်လိုင်းမှာအတည်ပြုချက်မရရှိတဲ့သတင်းတွေပြန့်နှံ့ထွက်ပေါ်ခဲ့ပါရယ်။နောက်ရက်မှာတော့ထိခိုက်တဲ့သတင်းဟာမဟုတ်ပဲကျမ်းမာရေးကောင်းမွန်တဲ့ တဲ့သတင်းတွေပြန်ထွက်လာခဲ့ပြန်ပါတယ်။နေပြည်တော်အကျဉ်းထောင်နဲ့နီးစပ်သူတွေကတော့အဲ့ဒီသတင်းနှစ်ခုစလုံးကခိုင်လုံမှုမရှိပဲတောင်ဆန်းစုကြည်ထိခိုက်မှုရှိမရှိဆိုတာစုံစမ်းလို့မရပဲသတင်းအမှောင်ချခံထားရတဲ့အခြေအနေသာဖြစ်တယ်လို့ပြောပါရယ်အကျဉ်းထောင်နဲ့နီးစပ်သူတယောက်ကကျွန်တော်လဲအဲ့ဒါကြတော့မီးကြတော့အဲ့ဒါလဲသတင်းအတိကြတော့မဟုတ်ဘူးအတိကြဘာမှမဖြစ်ဘူးပဲပြောတယ်တေချာထပ်မိလိုက်အောင်မဲခံမှန်းပြီးပြောတယ်လို့ဖြစ်မှာဆိုလို့သူတို့ကနိုင်ငံခြားသားနဲ့ပတ်သက်တဲ့အမှုကမရှိဘူးဆိုတော့ဥပဒေကိုလုတ်တဲ့အခါမှာမူကို မကင်တဲ့သူတွေကို ဘူးသွားပြောရင်ဥပဒေရပြောတာလေလမ်းကြောင်းနေလွဲလို့ပါကျွန်တော်လည်းအတိအကျကိုမရဘူးဖြစ်နေတယ်ကျွန်တော်တို့သိနိုင်တဲ့သူတော်တော်များများကအနားမှာမထားတော့ဘူးဖြစ်နေတယ်အရင်တုန်းကတော့နည်းနည်းအဆက်အသွယ်ရသေးတယ်ဒီအချိန်နေနဲ့ပတ်သက်လို့စက်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံပူကျုံစော်မင်းထုံကိုအချိန်ချင်းဆက်သွယ်မိမြန်ခဲ့ပြီးမဲ့တုံ့ခံ ချေဆိုတာမျိုးမရှိပါဘူး။ဒေါ်အောင်ဆန်းစုကြည်ကိုထိမ့်သိမ်းတဲ့နေရာမှာထားတဲ့ဝန်ထမ်းတွေကိုစစ်ကောင်စီကနေရာပြောင်းရွှေ့ထားသလိုအကျဉ်းဦးစီးတာဝန်ရှိသူတွေကိုပြင်ပနဲ့သတင်းဆက်သွယ်ပြောဆိုခြင်းကိုလည်းကန့်သက်ထားတာကြောင့်အခြေအနေမှကိုသိရဖို့ခက်ခဲနေတာဖြစ်ပါတယ်။အငိမ့်စားထောင်မှုဥက္ကမောင်မြင့်ကငလင်ကြောင်လက်ထိခိုက်သွားတယ်လို့ကြားပါတယ်။အရင်တုန်းကတော့အကျဉ်းဦးစီးဌာနကလည်းမြေပြင်သတင်းတွေနဲ့ပတ်သက်လို့လိုအပ်ရင် confirm ဖြစ်အောင်အတည်ပြုရင်သူတို့ကပြောပြတယ်။အခုကျတော့အကျဉ်းဦးစီးဌာနကလည်းမပြောတော့ဘူးဒီသတင်းတွေနဲ့ပတ်သက်လို့အဲဒီတော့ကျွန်တော်တို့ကသတင်းအတိမ ပြုတ်နိုင်ဘူးထွက်လာတဲ့သတင်းပေါ့နော်ကောလာဟာလာလို့လို့ဘာလို့လို့သတင်းလောက်ပဲကြားရတဲ့အနေအထားဖြစ်ပါတယ်။နေပြီးတော့အချုပ်ထောင်မှာတော့အမျိုးသမီးနှစ်ယောက်ပါဝင်အကျဉ်းသား၈ယောက်လောက်တန်ရာရတယ်လို့ပြောတယ်။ငလင်ဘေးမှာတဝန်ဆန်းစုကြည်ကတော့နေပြီးတော့အချုပ်ထောင်ထဲမှာမဟုတ်ဘူး။ဒုတိယဝန်ကြီးအဆင့်နေတဲ့အိမ်တစ်ခုထဲမှာပြောင်းရွှေ့ပေးထားတာတော်တော်ကြာပြီ။နေပြီးတော့အချုပ်ထောင်ကဝန်တန်းငယ်လေးတွေကိုတပည့်သားသမီးငယ်လေးတွေနဲ့အတီးပြုတ်တဲ့အခါမှာအဲ့ဒီမှာတော့မရှိဘူးလို့ပြောတော့ဒါကတော့ဖြစ်နိုင်တဲ့ရှာခိုင်နှုန်းများပါတယ်လို့ပြောပါတယ်။အသက်80ပြည့်တော်မဲ့တဝန်ဆန်းစုကြည်ကစစ်ကောင်စီလက်အောက်မှာထ ောင်တန်း28နှစ်ကြာခံနေရတာဖြစ်ပြီးလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုရမရမသိချာသေးတဲ့အခြေအနေမှာရှိနေတာပါနိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပြီးဒါမှမဟုတ်တွေးဆောင်ခွင့်ရရေးလို့အတွက်အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပြီးမြစ်ကောင်စီကအခွင့်မပြုပဲလင့်လျူရှုထားခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်